ဘုရားဘာသာဝင်မိသားစုတိုင်းမိသားစုတိုင်းဟာဗုဒ္ဓံတရဏံကိစ္ဆာမိဆိုဖရာကို ကိုးဝယ်ရာဖြစ်အတိမပြည့်ဝရဲလို့ဘုရားဘာသာဝင်ဖြစ်ခံယူထားခြင်းဟာတမန်နဲ့ကိုးဝယ်တဲ့ပုံစံမျိုးနဲ့မဟုတ်မြတ်စွာဘုရားသခင်ကိုရမရရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးမယ်ဆိုရဲလက်တွေ့ကြတဲ့အတွေ့အမြင်တွေနဲ့လက်ခံကျင့်သုံးတာဖြစ်တယ် လူသားတွေဟာကဘာဥက္ကလာစပြီးတဘာဝဘေးအန္တရာယ်တွေကိုကြောက်လန့်တကြားဖြစ်ပြီးအာကုမိယာအာကိုကြကိုအာကိုကိုမှုတွေရောလျော်လာပြီးတော့တကူရှင်တွေရဲ့ဖန်တီးမှုကြောင့်ယခုလိုဖြစ်ရတာလို့အတွေးနဲ့ကြောက်ရွံ့ပြီးတော့လူတွေဟာကိုယ်ွယ်မှုတွေကိုရှားလာကြတယ်အဲ့ဒီလိုကိုယ်ွယ်ရာရှားတဲ့အခါမှာ မမြင်ရတဲ့တဘိုးရှင်တွေကိုမှန်တမ်းပြီးတော့ပူဇော်ပတ်သက်လာရဲ့အစဉ်လာကြီးတစ်ခုဟာလူတွေရဲ့ခေါင်းထဲမှာစွဲလာတယ်။ရသော်ဘုရားပွင့်လာတဲ့အခါကျမှတဘာဝဘေးရန်ကြီးတွေဆိုတာဟာလောကမှာယာတိဥရုဖောပြခြင်းကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာဒီသိရှိလာကြတယ်။အဲဒီလိုဖြစ်ပေါ်လာတဲ့အခါမှာလူတွေရဲ့လောက်ရ ကံကြမ္မာနဲ့လည်းဆက်ဆက်နေတယ်ဆိုတာမြတ်စွာဘုရား ဟောကြားလို့သိရှိလာကြတဲ့အခါဘယ်လိုကာကွယ်ရမယ်ဘယ်လိုနေထိုင်ရမယ်ဆိုတာကိုယ်အားကိုယ်ကိုယုံကြည်တဲ့စိတ်တွေနဲ့လူသားတွေဟာတကယ်ကိုကိုယ်ကိုယုံကြည်စိတ်တွေများပြားလာပြီးကိုယ်အားကိုယ်ကိုယ်တဲ့တတ္တိတွေရရှိလာခဲ့ကြတာဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီအကြောင်းကို ဟိုဟောထားတဲ့ဒေသနာတစ်ခုရှိတယ်။ဘဟုံဝေတရဏံယန္တိပပတာနိဝနာနိသအာရမရုခစေတယာနိမနုဿာဘယတစ္စိတာ။တဘာဝဘေးရန်ကြီးရဲ့ချင်းချောက်မှုကြောင့်တဲ့မနုဿာဘယတစ္စိတာ။လူသားတွေဟာတဘာဝဘေးရန်ကြီးရဲ့ချင်းချောက်မှုကြောင့်မိမိတို့အာကိုမိယာအာကိုကြပြီးတော့နတ်ဘုရားတွေဆိုတာ ကိုကိုယ်လာခဲ့ကြတဲ့အစဉ်လာကြီးတစ်ခုဖြစ်တယ်။အကြောင်းနဲ့အကျိုးတည်တည်ချာချာသိလာတဲ့အခါမှာလူတွေဉာဏ်ပညာထက်မြက်လာလို့သိလာတဲ့အခါမှာဘယ်ဟာကိုကိုယ်ရအစစ်ဘာတွေလုံးဝမယ်ဆိုတာကိုယ့်ဘကိုယ်နားလည်လာတဲ့အခါကျတော့ကိုအားကိုကိုဖြစ်လာ။အဲဒါကြောင့်မို့ရသော်ဘုရားကိုကိုယ်ဝယ်တယ်ဆိုတာဟာကြောက်လို့ဘေးကအနေတွေကလွတ်ဖို့ဆိုတဲ့ကြီးရွယ်ချက်နဲ့မဟုတ်ဘဲနဲ့ ်မြတ်စွာဘုရားကိုကိုးကွယ်လဲဆိုတာအမှန်တရားကို သိရှိဖို့ကိုးကွယ်အားထားကြရတာဖြစ်တယ်ပေါ့မိမိတို့ကိုယ်တိုင်မသိနိုင်တဲ့အရာတွေမြောင်များစွာရှိတော့အသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်သူများဟာသူ့ရဲ့လမ်းညွှန်ချက်အတိုင်းတို့တွေလိုက်နာမယ်လုံးဆောင်မယ်ဆိုရင်ဘေးရန်အန္တရာယ်တွေကလွတ်မြောက်ပြီးချမ်းသာဒုက္ခရလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်အားကိုးခြင်းနဲ့ကိုးကွယ်တာသာဖြစ်တယ်ပေါ့ ဒါကြောင့်မို့ဖះကိုကိုးကြတယ်ဆိုတဲ့တရဏရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုတဲ့အခါမှာဟိတေဘဝတနေနအာဟိတာသနိဝတနေနတတနာဘယံဟိန္တတိဘုဒ္ဓောရသော်ဘုရားကတတဝါရီပေါ်မှာကြာရောက်မဲ့ဘေးရန်အန္တရာယ်တွေကိုကာဝယ်ပေးတယ်ဆိုတာဟာတကူတော်နဲ့ကာဝယ်ပေးတာမဟုတ်ဘူး။ဘာနဲ့ကာဝယ်ပေးတယ်လဲဆိုရင်ဟိတေဘဝတနေနအဲ တရဝရရဲ့တဏ္ဍာမအကျိုးစီးပွားကို ဖြစ်ထွန်းစေမဲ့အရာတွေကိုဖြစ်ပေါ်လာအောင်တိုက်တွန်းနှိုးဆော်ပေးတယ်။ဒါတွေမင်းတို့လုပ်ရမယ်။ဒါတွေလုပ်တဲ့နယ်ဒီလိုလုပ်ရမယ်ဆိုရက်လမ်းညွန်ချက်တွေပေးတယ်။အဟိတာစနေဝတ္တနေနဆင်းရဲဒုက္ခကိုရောက်စေနိုင်တဲ့မကောင်းတဲ့အကြောင်းတရားတွေကိုတော့ကိုယ်တဏ္ဍာမဖြစ်စေအောင်ရှောင်ရှားစေတယ်။ဒါတော့မလုပ်သင့်ဘူး။ဆုံးလို့ရအချင်းချက်က လုတ်တဲ့နာနဲ့မလုတ်တဲ့နာကိုခွဲခြားဟောပေးတာမလုတ်တဲ့နာကိုရှောင်ရမယ်လုတ်တဲ့နာကိုလုံးရမယ်မိဘတွေကသားသမီးကို ဆုံးမတဲ့အခါမှာလေဒီတိုင်းပဲဆုံးမလာဒါမလုံးနဲ့ဒါလုံးဘာဖြစ်လို့ဆုံးမလဲကိုသားကိုသမီးချမ်းသာစေခြင်းလို့အဲ့တော့ဘဝမှာအတွေ့အကြုံရင်းတန်တဲ့မိဘဘိုးဘွားတွေကဒါမလုံးနဲ့ဒါလုံးဒီလိုမနေနဲ့ဒီလိုနေဆိုတာတွေဟာ ွန်တင်ပြသဆုံးမမှုပဲဖြစ်တယ်။အဲ့ဒီတွန်တင်ပြသဆုံးမမှုကို လိုက်နာတဲ့သာသမီမြေမြစ်တွေဟာကြီးပွားတိုးတက်မှုရရှိလာကြတာ။ဒါလောကမှာထင်ရှားတဲ့အရာတစ်ခုပဲဖြစ်တယ်။လက်တွေ့ကြ။မြတ်စွာဘုရားကဇေဒီဝတမ္မန်ဒိဋ္ဌံတမ္မညာတံကိုယ်တိုင်သိနိုင် ကိုယ်တိုင်မြင်နိုင်တဲ့အရာလက်ခံကျင့်သုံးရမယ်လို့ဆိုတာ မျောမှန်းပြီးတော့အတွေးနဲ့မလုံးအောင်ဘူးမိမိတို့ကိုယ်တိုင် သိနိုင်မြင်နိုင်စွာရှိတဲ့ဟာဆုံးဖြတ်ဒါကြောင့်မို့တေးကြတာနဲ့မတေးကြတာဆိုတေးကြတဲ့အလုပ်ကိုလုပ်ကြရတယ်လို့ဆိုလို့မတေးကြတဲ့စိတ်ကူးရင်အလုပ်တွေဟာလွဲမနိုင်တယ်ပေါ့အော်မြန်မာပြည်မှာတစ်ခါတစ်ခါဒီပြောလေးပြောတာခြေကြတယ်တိတိကျကျလုံးတဲ့လူကိုစာအုပ်ကြီးသမားလို့ပြောကြတယ်တကယ်ကတော့ စာအုပ်ဒီတိုင်မလို့ရင်လွယ်နိုင်တယ်ပေါ့စာအုပ်ဆိုဒီမှာတကယ်ကို လုံထုံးလုံနေပြီးပြီးဝါဝါနဲ့ကောင်းကောင်းမွန်မွန်အမြော်မြင်နဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်ထားပြီးတော့ရေးထားတဲ့စာအုပ်ပေါ့ဒီလိုဆုံးလို့တာပေါ့နော်တကယ်အဲ့ဒီစာအုပ်ဆိုရင်ဒီစာအုပ်တိုင်းလမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမယ်ဆိုရင် လွယ်မှာမှုတွေနည်းနိုင်တယ်များနည်းသွားတယ် မိမိတို့စွမ်းနိုင်တတ္တိရှိလို့စာအုပ်ထဲမှာမတွေ့သေးတာကိုတွေ့အောင်လုပ်နိုင်ရင်တော့လူဆောင်ကောင်းဒီလိုတော့လူဆောင်ကောင်းနေရှိရမှာအထူးသဖြင့်ဘုန်းကြီးတွေဆိုတာစာအုပ်ကြီးသမားတွေလို့ပဲပြောအောင်ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားဟောထားတဲ့ပိဋကတ်သုံးပုံဆိုတဲ့စာအုပ်ထဲအတိုင်းပဲဟောကြားရတယ်ဒီတဲ့ပို့ပြီးတော့ဟောလို့လည်းမရမဟုတ်ရင်လွဲကုန်မှာဆိုတာနော်မြတ်စွာဘုရားတရားကိုတရားမဟုတ်ဘူးပေါ့နော် ရသော်ဗျာလမ်းညွန်ချက်တိပေးထားခဲ့တဲ့တရားတွေဟာလွဲမှားမှုမရှိဘူး။ဒါကြောင့်မိမိကမှန်မှန်ကန်ကန်သိအောင်ကြည်ရှုလေးလာ သုံးသပ်ပြီးတဲ့အခါလက်တွေ့ဘဝနဲ့ဆက်ဟပ်ပြီးတော့ဟောကြားပြောကြား။အဲ့တော့ပြောမယ်ဆိုရင်ဘုန်းကြီးတွေဟာတကယ်စာအုပ်ကြီးသမားတွေပဲ။မိစဉ်ကြည်ကားတာတွေကလွဲရတဲ့ပေါ့။စာအုပ်ကြီးတိုင်းလောကန်ဆောင်ရွက်တဲ့စာအုပ်ကြီးတိုင်းကမလွဲနိုင်ဘူး။အဲ့တော့ လွဲမှားမှုမရှိအောင်ဘုန်းကြီးတို့တွေဟာစာအုပ်ကြီးတဲ့ဟောကြားပြောကြားအဲ့တော့ရသော်ပြဟောထားတဲ့တရားပေါ်မှာဘုရားကဒီတိုင်းလက်ခံလို့ပြောတာလားလို့ဆိုမဟုတ်ဘူးကိုယ်ပညာနဲ့စဉ်ကျင်သုံးသပ်ကြည့်လက်တွေ့နဲ့စာဟတ်ကြည့် apply လုပ်ကြည့်အဲ့ဒါလို့လုပ်ကြည့်လို့မှန်ကန်တယ်ကောင်းမြတ်တယ်ဆိုရင်လက်ခံကျင့်သုံး မမှန်ဘူးမကောင်းမြတ်ဘူးစောင့်တဲ့တော့ပါတယ်ဒါတွေကမဟုတ်ဘူးဆိုရင်လေစွန့်ပယ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုဆိုလိုတာပဲဟိတေဘောတဏိနာအဟိတာသနိယောတဏိနာမိမိမှာကောင်းကျိုးချမ်းသာဖြစ်စေနိုင်တဲ့အကြောင်းတရားတွေဟာကိုယ်တဏ္ဍမှာရှိတယ်ဆင်းရဲဒုက္ခကိုပေးစေနိုင်တဲ့အကြောင်းတရားတွေဟာလည်းကိုယ်တဏ္ဍမှာဖြစ်နေအဲ့ဒီနှစ်ခုဟာပြောရမယ်ဆိုရင်ရှောင်ရမှာနဲ့ဆောင်ရမှာ ရှောင်ရမာတွေကိုရှောင်ပြီးဆောင်ရမာကိုဆောင်။ဒါကြောင့်မို့မြတ်စွာဘုရားကိုကိုးပွေကြတယ်။မြတ်စွာဘုရားကတရားတွေကိုကဲတင်နေဆိုတဲ့အခါမှာဘယ်လိုနည်းနဲ့ကဲတင်လဲ။ဆိုပါစို့မိမိတို့အတ္တမချစ်ခင်တဲ့သားတွေသမီးတွေကောင်းစားစေခြင်းမိဘကဘယ်ပုံကဲတင်ရလဲ။မိဘတွေကဲတင်မုံကကိုယ်သားကိုယ်သမီးကို စာကြိုးစားဖို့တိုက်တွန်းနေပညာတတ်အောင်ကြိုးစား။နော်။ ပညာကိုမိဘကတည့်ရဲ့မပေးနိုင်ဘူး။ငွေကြေးတနာပေးနိုင်တော့လေပညာကိုတည့်ရဲ့ပေးလို့မရဘူး။ပေးလို့မရတော့သားသမီးကိုကြောင်းကောင်းကောင်းထားပေးရတယ်၊ဆရာကောင်းကောင်းနဲ့အပေးရတယ်၊လူအထာတွေကိုထောက်ကူပေးရတယ်။ဒါပဲလုံနိုင်။သားသမီးကလုံရမယ်အလုပ်တွေသားသမီးကိုယ်တိုင်ပဲလုံအောင်။အဲ့ဒီနည်းအတိုင်းပဲဖះကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုပါ။ အလွဲမှမရှိသည့်အတွက်ကြောင့်စိတ်ချယုံကြည်စွာလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်။ဒါကြောင့်မို့ရသော်ဘုရားကတရားဓမ္မနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်နှစ်ချက်ကဘာလို့ဆိုရင်တမ္မာဒိဋ္ဌိနဲ့မှန်ကန်စွာ မြင်ခြင်းနဲ့တမ္မာသင်္ကပ္ပမှန်ကန်စွာ တွေးတတ်ခြင်းအမှန်တွေးမှအမှန်မြင်နိုင်တယ်ဆိုတဲ့ဒီနှစ်ခုဟာပေါင်းစပ်ထားတဲ့အရာနှစ်ခုပဲဖြစ်တယ်။ ဒါကြောင့်မို့အမှန်တွေးတတ်အောင်မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာဖြစ်တယ်။အဲဒီမြတ်စွာဘုရားရဲ့ဆုံးမတိုင်းဘုန်းကြီးတို့တွေတွေးကြရမှာဖြစ်တယ်။အမှန်တွေးမှအမှန်မြင်လာတဲ့အခါကျတော့လောကီမှုတွေပြောဆိုမှုတွေဟာလည်းပဲမှန်ကန်လာမှာပေါ့။အဲတော့မြတ်စွာဘုရားဟောတဲ့တရားတွေကတွေးဖို့သိဖို့အမှန်မြင်ဖို့ဟောကြဟောထားတဲ့တရားတွေကြီးပဲ။ကဲဒီကနေ့ တရားလေးတစ်ပုဒ်ကိုနာကြည့်ရအောင်မြတ်စွာဘုရားဘယ်လိုဟောခဲ့လဲလို့ဆိုလို့ရှိရင်ဘုရားဟောပုံကအတ္တနိစေပိယံစဉ္ညာနာနံပပေနတံယုစီမြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာအခုဘုရမကြီးတို့လှူတဲ့စာအုပ်တွေထဲမှာအုပ်ရည်40ထဲမှာဒီတရားပါတယ်နော်ခေါဏကဝိနည်းပိတကငါအုပ်ကို စာအုပ်တွေအလုံးအတွက်အုပ်ငါအုပ်ပိဋကတ်တဘုံကိုကတ်လှူလာအဲ့ဒါလို့အုပ်ပေါင်းအလုံးပေါင်းလိုက်40ရှိတယ်အဲ့ဒီ40ထဲမှာတန်ရွတ်တဲ့နေကာယဆိုတဲ့ပါဠိတော်ရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတန်ဃာရဏ6တန်တင်ပြီးတော့မှတ်တမ်းတင်ပြီးတော့မပြောင်းမပြည့်အောင်ထိန်းသိမ်းဆော့ရှော့လာခဲ့တာလေအဲ့ဒီတန်ရွတ်ပါဠိတော်ထဲမှာဘုရားကဟောတာတော့ အတဏေစီပြည့်ယံစညာနာနံပပိနတန်ယူစီတဲ့ကိုကိုကိုကြီးပွားတိုးတက်ခြင်းနဲ့ဆင့်တန်းမြဲနေနဲ့ယာရုဥစ္စာစီစိန်ဥစ္စာယာရုဂုံသိစီစိန်နေတိုးတက်ခြင်းနဲ့ကိုသားသမီးကိုချစ်တယ်ကိုကိုကိုချစ်မြတ်နိုးတယ်ဆိုရင်ဘာလို့ရမလဲနာနံပပိနတန်ယူစီ မကောင်းတဲ့စိတ်နေသမောဓာတ်တွေမကောင်းတဲ့လုပ်ရက်တွေကိုယ်တဏ္ဍမှာမဖြစ်အောင်ထိနေဆောက်ရှောက်အောင်မယ်လို့ဒီလိုဆိုနော်ဒါအရှင်းရှင်းလေးပဲကြမ်းမာခြင်းလို့ရှိရင် မကြမ်းမာစေတတ်တဲ့အစာတွေရှောင်းတာပဲနော်မကြမ်းမာတဲ့အစာအစာတွေစားပြီးတော့ကြမ်းမာခြင်းလို့လည်းမရနိုင်ဘူးဒါကြောင့်မို့ကိုယ်ကြမ်းမာခြင်းကြမ်းမာရေးကောင်းတဲ့အစာအစာကိုရွေးချယ်စားပြုံးထို့တူပဲကောင်းစားခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်း နာနံပါပေနတံရွေးစီဆိုးရွပြပြနိုင်တဲ့စိတ်နေသမောဓာတ်တွေဆိုးရွပြပြစေတတ်တဲ့ပြောဆိုလုံခိုင်မှုတွေကိုရှောင်ရပါရှောင်ရမယ်တဲ့ဒါတွေရှောင်ပါတဲ့မကောင်းတာတွေကိုယ်စိတ်ထဲမှာမဖြစ်ပါစေနဲ့နာနံပါပေနတံရွေးစီဒါတွေမလုံနဲ့ဒီလိုဆိုလာဒါမြတ်စွာဘုရားကဒီလိုဟောတာအဲ့တော့ဒါလုံမယ်ဆိုလို့ရှိရင် ထန်းသာဒုက္ခမရနိုင်ဘူးတဲ့။ဘာဖြစ်လို့လို့ဆိုရင်ရှောင်ရမှာကိုမရှောင်ဘူးဆိုရင်ထုံမရှောင်ခြင်းကြောင့်ဆင်းရဲဒုက္ခကြောင့်လှုပ်ရမှာကိုမလှုပ်ဘူးဆိုလို့ရှိရင်လည်းလှုပ်တဲ့နာကိုမလှုပ်ဘူးဆိုရင်လည်းချမ်းသာဒုက္ခမရဘူး။ဒီတုတ်တန်ကိုခေါ်တာကတော့ကောသလမင်းကြီးနဲ့ညဆော်ဖရားနဲ့ကျောင်းတော်မှာတွေ့တဲ့အခါကောသလမင်းကြီးကရှောက်တယ်ရှင်ဖရားတဲ့တပည့်တော်စဉ်းစားမိတယ်တဲ့ လူတွေကကိုယ့်ကိုယ်ကိုချစ်ခင်နဲ့မျက်နှိုးတယ်ကိုယ့်ကိုယ်ကိုကောင်းစားခြင်းနဲ့လို့ဆိုကြပြီးတော့တဲ့ဝန်ကောင်းတဲ့ဒုစရိုက်တွေလုံနေတာတပည့်တော်တို့စဉ်းစားမိတယ်ဒါကိုယ့်ကိုယ်ကိုချစ်ရမရောက်ဘူးနဲ့ရရောက်တယ်ကိုယ့်ကိုယ်ဖြည့်ဆည်းနေတာပဲတပည့်တော်ဒီလိုသဘောကျတယ်ကိုယ့်ကိုယ်ချစ်ခင်နဲ့ကောင်းစားခြင်းနဲ့ဆိုတော့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကောင်းတာပဲလုံတဲ့နယ်လို့ ဘုရားကိုရှောင်းတော့မြတ်စွာဘုရားဟုတ်တာပေါ့တဲ့ဒီမြမစကားမှလည်းပြောတယ်လေတားသမီးတွေကိုချစ်တဲ့အခါမှာအေးအလိုလိုက်တဲ့အခါချစ်ရမရောက်ဘူးနှစ်ရရောက်တယ်လို့ပြောကြတယ်လေအဲ့တော့တကယ်တော့လေကိုယ့်ကိုတကယ်ကြီးပွားတုတ်တဲ့စေခြင်းနဲ့ဆိုရင်မကောင်းတဲ့စိတ်နေသဘောဓာတ်တွေဖယ်ရှားပြီးကောင်းတဲ့စိတ်နေသဘောဓာတ်တွေမွေးမြူပြီးတော့လောကန်ဆောင်ရွက်ခြင်းဟာ ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အရေးကြီးတဲ့အကြောင်းတစ်ခုပဲဖြစ်တယ်။ဒါကြောင့်မို့ဒီလူတွေနေစဉ်စားတဲ့အစားအစာတွေထဲမှာကျန်းမာစေတတ်တဲ့အစားအစာပါသလိုယောဂဝေဒနာ ဖြစ်စေတတ်တဲ့အစားအစာတွေလည်းပါတယ်။အဲ့ဒီမဲ့ကျန်းမာစေတတ်တဲ့အစားအစာကိုသာရွေးချယ်စားတာစားတုံးပြီးတော့ယောဂဝေဒနာဖြစ်စေတတ်တဲ့အစားအစာများကိုရှောင်ကျင်ရတယ်လို့ပဲ ရောင်ကျင်ကျမ်းမာရေးရတယ်လို့ပဲစိတ်ကျမ်းမာမှုနဲ့ကြီးပွားတုတ်တက်မှုကိုလူလာတဲ့ပုဂ္ဂိုလ်ဟာလေမကောင်းတဲ့စိတ်နေသဘောထားတွေမကောင်းတဲ့အကုသို့တွေကိုယ်တဏ္ဏမှာမဖြစ်အောင်ထားပြီးကောင်းမြတ်တဲ့မေတ္တာတို့ကရုဏာတို့မုရိဒာတို့ဥပိ္ခာတို့ဆိုတဲ့ဒီပြမစိုးတရားတွေအခြေခံပြီးတော့နေထိုင်ကြမယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့ တရားဓမ္မတွေဟာကိုယ်တဏ္ဍာမှာလက်ခံကျင့်သုံးမိတာဖြစ်တဲ့အတွက်ကြောင့်ဒီတရားတွေကကိုယ့်ကိုယ်ကို ပြန်ပြီးတော့စောင့်ရှောက်သွားမှာပဲဖြစ်တယ်ပေါ့ဓမ္မောသူစိန်သောဒုက္ခမောဟတိကောင်းစွာကျင့်သုံးအပ်တဲ့တရားဓမ္မကကိုယ့်အတွက်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတယ်ဆိုရက်ဒီနိယာမတရားအတိုင်းပဲကောင်းကျိုးချမ်းသာတွေကိုရရှိနိုင်တာအမှန်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ရသော်ဗျာ ဥပောပုံဉ္စပါပင်စကုသိုလ်နဲ့အကုသိုလ်နှစ်မျိုးရှိတယ်တဲ့အဲ့ဒီနှစ်မျိုးဟာလှုပ်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီနှစ်မျိုးကိုယ်နဲ့ဆက်ဆက်ပြီးတော့ဖြစ်သွားတယ်ကိုယ်နဲ့ဆက်ဆက်သွားပြီးတော့ဖြစ်လျာဘဝမှာဒါကကိုယ်တဏ္ဍမှာပါနေမှာပဲကောင်းတာလို့ရင် ကောင်းတာတွေပါနေမှာပဲမကောင်းတာလို့ရင် မကောင်းတာတွေပါနေမှာပဲကိုစားလိုက်တဲ့အစာကကိုယ့်အကိုအကျိုးပြုနေတယ်လို့ပဲအဲ ကိုလောက်လိုက်တဲ့ကိုယ်တဏ္ဍမှာဖြစ်ပွားလိုက်တဲ့သဘာဝတရားဟာကိုယ့်ကိုအကျိုးပြုနေမှာဖြစ်တယ်။ဒါကြောင့်မို့ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တိုင်းဟာ ကောင်းတာကိုပဲလုံးမအောင်ကြိုးစားအထုတ်ပါလို့ဒီလိုဟောလိုတာပေါ့နော်။အဲ့တော့ဟိတဆိုတဲ့အကျိုးစီးပွားအဟိတဆိုတဲ့အကျိုးမဲ့ကို ဖြစ်စေနိုင်တဲ့အရာတွေကိုရွေးချယ်တတ်မှတ်ထားပြီးတော့အဟိတလို့ဆိုတဲ့ဆိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့တရားတွေကို ရောင်ရှားကြရမှာဖြစ်တယ်။လောကမှာတော့အကောင်းအဆိုးအကြောင်းအကျိုးဆိုတာလောကထဲမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောကရန်လို့ဆိုတာကိုတော့တွေ့ရမြင်။ဘာဖြစ်လို့လဲ။လောကရဲ့တဘာဝကိုအေးလောကရဲ့တဘာဝဆိုတာဥမာမဲမိုးဆိုတာရွာခြင်းလဲရွာမယ်။ယာတိဥရုကိုမှီပြီးတော့နော်။လေရလဲတိုက်ခြင်းတိုက်မယ်။ ဒါတွေကအပြင်းမကလည်းသူ့ဘသူရာသီဥတုပြောင်းလဲနေတဲ့သူ့ဘသူဖြစ်ပေါ်နေတဲ့အထက်ကိုယ်အနေနဲ့ကတော့အားလုံးကိုစัญญခိုင်ပြီးတော့ကိုယ်တဏ္ဍာမှာမကောင်းတာတွေမဖြစ်အောင် စိတ်ထဲကထိန်းသိမ်းဆော့ဆော့ခြင်းဟာအကောင်းဆုံးပဲအများရဲ့ကျိုးစီးပွားကိုလိုလားတာမေတ္တာနှိမ့်ချသွားတဲ့ပုဂ္ဂိုလ်တွေဒီဆင်းရဲဒုက္ခမှာလွတ်စေခြင်းတာအခက်အခဲမရှိစေခြင်းတာကရုဏာ တာလွန်သွားတဲ့ပုဂ္ဂိုလ်တွေကြီးပွားတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေကိုဝန်တာနိုင်တာမုရိတာဟောကိုယ်ကိုလူလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမလူလာတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလှုပ်တင်လှုပ်တိုက်တာဒါတွေကိုခရီးမဆိုင်ပဲနဲ့မိမိလှုပ်တင်လှုပ်တိုက်တာကောင်းတာမှန်တယ်မြတ်အများကျိုးပြုမဲ့လုပ်ငန်းမှန်တယ်မြတ်ကိုလောက်ကန်ဆောင်ရွက်သွားတာတိခဏ်ခြင်းခွင့်လွှတ်ခြင်းနဲ့စိတ်ဓာတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးလှုပ်သွားတာဥပိ္ပခာ ဥပိ္ခာဆိုတာစိတ်ဓာတ်တည်ငြိမ်မှုကိုဆုံးလို့လားမြန်မာပြည်ပြောတဲ့ဟိုလိလိရှုပြီးပြစ်ထားတဲ့ပေယလကံနဲ့ဥပိ္ခာမဟုတ်ဘူးเนาะဥပိ္ခာကိုဒါကြောင့်မို့အင်္ဂလိပ်လိုပြန်တဲ့အခါ equanimity လို့ပြန်တယ်တိမတ်တဲ့တည်ငြိမ်တဲ့စိတ်နေသဘောထားကိုဆုံးလို့တယ်ပေါ့အဲ့ဒါလို့မေတ္တာကရုဏာမုရိတာဥပိ္ခာဆိုတဲ့ဒီသဘာဝတရားတွေကုသဏ္ဍမှာအခြေခိုင်ခိုင်ကြီးဖြစ်ပြီးတော့ မိမိတို့စွာနိုင်တဲ့ဗျာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြတယ်။ကိုရထားတဲ့အခွင့်အရေးကိုရထားတဲ့စီစဉ်ဥစ္စာအများအတွေ့အကျိုးပြုမယ်။ဟောမိမိတို့ကိုယ်ကိုယ်ယုံကြည်အားဖြင့်တဲ့သာသနာအတွက်လှူဒန်းမယ်ထောက်ပံ့မယ်ဆိုရယ်ဒီအလုပ်တွေဟာကိုယ့်အတွက်ပီတိဖြစ်เสียချီးမြှူးเสียအလုပ်တွေပဲဖြစ်တယ်။ဒီအလုပ်တွေဟာသာဝရဝန်တာပြီးတော့သာဝရချီးမြှူးပြီးသာဝရအားကိုးเสียရတယ်ဖြစ်တယ် ဒါကြောင့်မို့မြတ်စွာဘုရားပုံညာနိပရလောကသမိပဋိဌာဟောတိပါဏိနာကုသကောင်းမှုတွေဆိုတာကိုယ့်အတွက်အာကိုအားထားရဖြစ်ဘယ်ခါပဲဖြစ်ဖြစ်ကိုအားကိုရမှာကတော့ကုသတရားတွေပဲဘာဖြစ်လို့တော့ဆိုရင်ဒီဘဝမှာအမေအားကိုလို့ရတယ်အဖေအားကိုလို့ရတယ်ဆွေမျိုးတွေမိတ်ဆွေတင်ကားတွေအားကိုလို့ရတယ်ဘဝတဘာရောက်တဲ့အခါကိုတယောက်တည်းသွားတဲ့အခါဘုသူအာကိုမှလဲလို့ဆိုရင်ကုသိုလ်ပဲအာကိုပါ အဲ့ဒီဥက္ကုတ္တတရားရှိထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်မှာအာကိုရမမဲ့ဘူးအာကိုစရာတွေရှိနေတဲ့အတွက်ကြောင့်စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဒီလိုဘဝမှာကျင်လည်နိုင်နေဖြစ်နိုင်နေဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဒေသနာတော်တွေမှာ ဟောပြောထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့တရားချိတ်ခင်သူတော်စင်ပြိဋ္ဌပေါင်းလို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေဟာ ကိုယ့်ကိုယ်ကို ခခင်ရရောင်မတာကရုဏာမုရိဒာဥပေခာလု့ဆိုတဲ့ပြေမစိုတရားတွေနဲ့လောကကြီးမှာပါဝန်ကျင်တဲ့ဆက်ဆံပေါင်းသင်းပြီးကိုယ့်အတွက်ကောင်းကျိုးချမ်းသာကိုရရှိနိုင်မဲ့တရားတွေကိုဒုရတွေများများလှူဆောင်ကြမယ်လို့စိတ်ထဲမှာမှတ်သားနာယူပြီးကုသိုလ်တရားဖြစ်ပေါင်းကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း